ဒီ fight to win အစိမ်းအောင်လေးရဆိုရင်တော့ခန္ဓာကိုယ်တစ်ခုလုံးဟာကြည်ကောင်းပြီးတော့ဘိုက်တစ်ခုတည်းကွက်ပြီးတော့ဘိုက်ပူနေတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေတင့်တော်ပါတယ်ကျွန်တော်တို့ဟာအနည်းနဲ့အလတ်လာစားသုံးထားတာကြောင့်ဦးလန်းကျောင်းမှာကန့်ညိနေတဲ့အစီချံတွေအစိတ်အတောက်တွေမလိုလားအပ်တဲ့အညစ်အကြေးတွေကို fight to win လေးကဖျက်ရှားပေးပါတယ်ဒီ fight to win လေးကိုဘိုက်အရန်ပူတဲ့သူတွေအရန်ဝါတဲ့သူတွေဆိုရင်တော့နေ့စဉ်မပြတ်ညစဉ်ညတိုင်း၃လလောက်စတိုက်တောက်တုံးပေးလိုက်မယ်ဆိုရင်တော့ တိတိတတအစီတွေကြဆင်းပြီးတော့ဝိတ်ကြလာမှာပါပိန်နေသူတွေဆိုရင်တော့တပတ်ကို2ချိန်3ချိန်လောက်တောက်ပေးမယ်ဆိုရင်တော့ဘိုက်ထဲမှာရှိတဲ့အညစ်ကြေးနဲ့အစီကြံအစိတ်တောက်တွေကိုဖယ်ရှားပေးပြီးတော့ကျမ်းမာလာပါတဲ့ဘဝကိုပိုင်ဆိုင်နေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုကျမ်းမာတန်ဆွမ်းဖို့ဆိုရင်ဥလန်းချောင်းကျမ်းမာရေးကလည်းအရေးကြီးပါတယ်ဥလန်းချောင်းမှာအစိတ်တောက်တွေများလာပြီဆိုရင်ဥလန်းချောင်းကကျွန်တော်တို့စားသုံးလိုက်တဲ့အစာအာဟာရတွေမှာပါတဲ့အာဟာရတွေကို ကောင်းစွာမဆုပ်ယူနိုင်တော့ဘူးအဲ့ဒီခါမှာဆိုရင်ကျွန်တော်တို့ကဗီတာမင်တွေချို့တက်လာပြီးတော့ခေါင်းမူတာတွေခေါင်းကြိုက်တာတွေအိုင်အင်နှုံးချီတာတွေဖြစ်လာတတ်ပါတယ်အဲ့တော့ကျွန်တော်တို့ဦးလန်းချောင်းကြားမှာဘူးဆိုရင်တော့အမြင်ဓာတ်များစွာလိုအပ်ပါတယ်ဒီဖိုက်တိုဝီလေးမှာဆိုရင်တော့အမြင်ဓာတ်များစွာပါဝင်ပြီးတော့ဒီဦးလန်းချောင်းမှာအညစ်ကြေးတွေကိုအလွယ်တကူဖယ်ရှား